ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုမူတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါတနင်္သာရီမြို့နယ်ကန်းတို့ရွာမှာစစ်နာရှင်တပ်ကဖမ်းခဲ့တဲ့ဒေသခံ20လောက်ကိုလေးရကြတဲ့အချိန်ပြမလို့သေးဘူးလို့ဒေသခံတွေစီကသိရပါဗျာ။ အော်တိုဘာလ3ရက်နေ့မနေ့မှာဆက်နာရှိတက်သားတွေကကန်းတူရွာဟောင်းဘက်ကိုဆက်ကြောင်းထိုးချိန်ကန်းတူရွာဟောင်းဘက်ကနေကန်းတူရွာဘက်ကိုဈေးဝယ်ဖို့၄နဲ့9လတဲ့ဒေသခံ20လောက်ကိုဖမ်းဆီးခဲ့ပြီးအော်တိုဘာလ6ရက်နေ့နေ့လယ်အထိပြန်မလို့သေးဘူးလို့သိရပါဗျ။လင်းနေစည်းလာတဲ့ထဲကဒေသခံ3ဦးစီးနေလိုက်ပါလာတဲ့လင်းငယ်ကိုတော့ပြန်လို့လိုက်တယ်လို့ဒေသခံ2ဦးကပြောပါဗျ။လေကြီးပုတ်ပါလာတဲ့ဒေသခံတွေကိုတော့ကမ်းမို့တခိုင်းပြီးပြည်တော်စုလမ်းမောက်ကနေတရှိကားနဲ့ဆင်းနာရှိတက်ရဲ့အမှတ်99ခေါ်ချင်းမြတ်တရင်ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။ အော်တိုဘာလ3ရက်နေ့ကလည်းဂန်းတူရွာဟောင်းကိုစစ်နာရှင်တပ်သားတွေစက်ကြောင်းထိုးလာလို့တော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။